သာသနာတော်နှစ်2569ကောဇာတက္ကရီ1389ခုနှစ်တရင်ကျော်လာပြီကျော်14ရက်တရင်ကျော်လာကွယ်နေ့မန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်သန်းထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုဓမ္မဒါနာပြုသည်ဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း50တရားတော် ဒီတစ်ပတ်ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း90မှာဦးဇင်းတို့ကိုယ်ဘာကိုဟောနာကြီးညိုကြမလဲလို့မေး။တန်ယုတ်တာနိကေဝင်ကိသတန်ယုတ်မှာလာတဲ့ရှင်သာရိပုတ္တရာအကြောင်းအရာလေးကိုဦးဇင်းတို့တွေဟောနာကြီးညိုခြင်းပါတယ်။သာဝတိပြည်ဇေတဝန်ကျောင်းမှာအရှင်သာရိပုတ္တရာသရင်သုံးတဲ့အခါတန်ဃာတော်ရှင်သူမြတ်များစွာကိုအရှင်သာရိပုတ္တရာကြီးကတရားဟောတယ်တဲ့ ေနာကောပါဏသမယေနာအာယတမသာရိပုတ္တောဘိက္ခုဓမ္မိယကထာယတတ္တသေတိတမတပိတိသမုတ်ဒေသေတိတမ္မဟံသေတိအရှင်သာရိပုတ္တရာကြီးကတန်ဃာတော်ရှင်သူမြတ်တွေကိုတရားစကားပြောကြတဲ့အခါမှာတန်တ္တသေတိတမတပိတိသမုတ်ဒေသေတိပြောပုံဆိုပုံကအရှင်သာရိပုတ္တရာကြီးကတက်ကြွလာအောင်လဲပြောတတ်တယ် မပြင်းအောင်လည်းပဲပြောတတ်တယ်အတန်တော်ကလည်းရှင်းရှင်းလင်းလင်းလည်းရှိတယ်အဲ့တော့သံဃာတော်ရှင်သူမြတ်တွေကရှင်သာရိပုတ္တရာကြီးရဲ့ဓမ္မကထာကိုကြားနာရပြီးတော့မှပြင်းတဲ့ပုဂ္ဂိုလ်လည်းမရှိညီငွေတဲ့ပုဂ္ဂိုလ်လည်းမရှိသံဃာအားလုံးဟာ ရှင်သာရိပုတ္တရာကြီးရဲ့စကားစံကိုပဲအာယုံစိုက်ပြီးတော့နေကြရှင်သာရိပုတ္တရာရဲ့စကားပြောစွမ်းရည်တရားဟောစွမ်းရည်ပေါ့ ပောရိယာဝါစာယစကလုံးလေးကပောရိယာဝါစာယဆိုတာနုညံသိမ်မွေ့တယ်စကားပြောလေးကသိပ်ပြီးတော့သိမ်မွေ့တယ်ပောရိယာဆိုတာကမြို့ကြီးသူမြို့ကြီးသားများစကားပြောကြသလိုပဲတဲ့အရှင်သာရိပုတ္တရာရဲ့ပြောပုံဆိုပုံကလည်းသိမ်နုညံနဲ့သိမ်မွေ့တယ်တဲ့နောက်တကအနေလဂတလာယပြောတဲ့စကားကလည်းအပြစ်ကင်းတယ်အထသဝိညာပဏိယသိလွယ်လေ ပြောလိုက်တဲ့စကားအဓိပ္ပာယ်ကလည်းသိလွယ်မြင်လွယ်ရှိတယ်။အဲ့ဒီရှင်သာရိပုတ္တရာတရားဟောတဲ့ပိဋကထဲမှာဘဇုပါဒလဲလို့ပြီးလိုက်တော့ဝงကီသမထေပါတယ်။ဝงကီသဆိုတာကဂါထာရေးတဲ့စက်တဲ့နေရာမှာတော့နမကြီးပေါ့။ဂါထာရွတ်တဲ့ဖတ်တဲ့နေရာမှာလည်းပဲနမကြီးပေါ့။အဲ့ဒီဝงကီသမထေက အရှင်သာရိပုတ္တရာကြီးခေါ်တာကိုတန်ဃာတော်ရှင်သူမြတ်များစိတ်ဆိုင်ပြီးတော့အာယုံပြုတ်ပြီးတော့နာနာနေကြတာကိုကြည့်ပြီးတော့မှပီတိဖြစ်လွန်းလို့သူကအဟံဃာတိအာယတမန္တန်သာရိပုတ္တရာရှင်သာရိပုတ္တရာကိုတမ္မှုခံမျက်မှောက်၌သာရုပ္ပါဟိသင်တဲ့လျောက်ပါ ကောင်းမြတ်ကုံသောဂါထာဟိဂါထာတို့ဖြင့်အဘိဓဝေယံချီးမွမ်းရမှုကယန္နုနာကောင်းလေစွာ ာဒီမြင်ခွင့်ဒီဖြစ်ရကိုကြည့်ပြီးတော့အရှင်သာရိပုတ္တရာကြီးကိုဂါထာနဲ့ပူဇော်ရရင်ဘလောက်ကောင်းမလဲလို့ဒီထဲစိတ်ထဲမှာဒီလိုဖြစ်တည်းဗျာခနေ့ခေတ်ခနေ့ခေတ်ဝိသနုတ္တရေတန်ဃာတော်ရှင်သူများများဟာထူးထူးခြားခြားအောင်ကြပြီဆိုရင်ဆိုင်ရာဆိုင်ရာတွေကဂုံပြူဝဲတွေကျင်းပါဂါထာတွေရွတ်ဖတ်ကြတယ်ဒီအစဉ်လာကရှင်ဝန်ကြီးသားကစခဲ့လေလို့တော့ပြောလို့ရတယ်အနေထားပေါ့ ဒီဝတ္ထုဒေသနာတော်ရဆိုရင်အဲ့ဒီမှာဘလောက်ကောင်းမလဲလို့တွေးပြီးတော့ရှင်သာရိပုတ္တရာခွင့်ပန်ပြီးတော့အဲ့ဒီမှာသူ့ရဲ့ပฏิပန်ညံနဲ့ထင်လာတဲ့ဂါထာ၃ပုဒ်ကိုအရှင်ဝန်ကီသမထေရကရွတ်ဖတ်ပြီးတော့ပူဇော်တယ်တဲ့အဲ့ဒီတရားပွဲအပြီးပေါ်ဗျာကံမီရပညောမေရာဝီ မက္ကမက္ကသာကောဝီရော ပါရိဗုဒ္ဓမဟာပြညောဓမ္မတေသေတိဘိက္ခုနံကံပီရပြညောနဲ့နဲ့တဲ့ပညာရှိတော်မူသောမေရာဝီကြောင်းကျိုးမြင်းသည့်ပညာရှိတော်မူသောမေဃမေဃသာကောဝီတော်လမ်းဟုတ်တယ်လမ်းဟုတ်သည်လမ်းမဟုတ်သည်ကိုခွဲခြား၍သိမြင်နိုင်သော မဟာပညာပညာကြီးတော်မူသောသာရိပုတ္တရှင်သာရိပုတ္တရာရှင်သူမြတ်သည်ဘေကုဏ္ဏယဟန်တို့အားဓမ္မဒေသေတိတရားတွေဟောကြားတော်မူတယ်။အရှင်သာရိပုတ္တရာကြီးတရားဟောတာကိုဂါထာဆက်လိုက်တဲ့အခါသူကတိဂံဘီရပညောတဲ့နဲ့နဲတဲ့ပညာရှိတယ်တဲ့အရှင်သာရိပုတ္တရာကြီးဟာနောက်တဲ့ကမေရာဝီတဲ့ကြောင်းကျိုးမြင်သည့်ပညာရှိတယ် မေကမေကသကောဝီတော်လမ်းဟုတ်တာလမ်းမဟုတ်တာတွေကိုလည်းပဲထင်ရှားသိတယ်တဲ့မဟာပညာပညာလဲကြီးတော်မူတဲ့မြတ်စွာဘုရားကဓမ္မဒေသိတိဘိက္ခုနာယဟန်ဒီအားတရားတွေဟောကြားတော်မူတယ်ပေါ့တရားဟောတဲ့နေရာမှာလဲသာရိပုတ္တမဟာပညာဓမ္မဒေသိတိဘိက္ခုနာဉာဏ်ပညာကြီးမားတဲ့အဲ့ဒီရှင်သာရိပုတ္တကြီးကသံဃာတော်ရှင်သူမြတ်တွေတရားဟောတဲ့နေရာမှာ တံခိတေနပိဒေသေတိဝိထာရေနပိပါတတိအကျဉ်အာဖြင့်လဲခေါ်တယ်အကျဉ်အာဖြင့်လဲခေါ်တယ်နောက်တကသာလိကာယိဝနေခောသောပฏิဘာဏဥရိရတိတဲ့သာလိကာငှက်ကလေးတွေရဲ့အတန်ဟာตาရသလိုပဲအရှင်သာရိပုတ္တရာရဲ့အတန်ကလည်းตาရလိုက်တာလို့သူကဒီလိုမျိုးချီးမွမ်းပါတယ်ဗျာ အဲ့ဒါကြောင့်တရားကျင့်ခြင်းတော်စဉ်အလုံးတို့ဥဒ္ဓနတို့ရှင်သာရိပုတ္တရာကြီးဆိုတာမြတ်စွာဘုရားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးပညာတော်ယုံနေမကဘူးတဲ့ကိုသိထားတဲ့ပညာကိုတပည့်သာဝကတွေကိုဟောပြောတဲ့နေရာမှာလည်းပဲကျွမ်းကျင်နေလိမ့်ပါတယ်တချို့ကကိုယ်ကသာတတ်တယ်ကိုယ်စားတော်တယ်တခြားကို ပြန်ပြီးပြောတဲ့နေရာမှာသိပြီးတော့သူများတွေလို့ထူးထူးချွန်ချွန်မဖြစ်တာတွေလည်းရှိတယ် ရှင်သာရိပုတ္တရာကြီးကတော့အဲ့လိုလည်းမဟုတ်ဘူးကိုယ်တိုင်လည်းတော်တယ်တော်ထားတဲ့အတိုင်းတပည့်တွေကိုလည်းပဲနားလည်လွယ်အောင်လည်းပြောတတ်တယ်မပြင်းရအောင်လည်းပြောတတ်တယ်ရှင်းရှင်းလင်းလင်းလည်းဟောတတ်တယ်အဲ့ဒါကိုပဲအရှင်ဝန်ကီတမထေရကတန်ခိတေနပိဒေသေတိတခါတခါကြီးကြီးလေးဟောပြသွားဝိထေတေနဝိထာရေနပိဘာတတိတဲ့တခါတခါကျအကျဲတဝင့်ဟောတယ်နောက်တခါသာလိကာကြီးကနေခေါ်တော့တဲ့ဟာ ချိုးသားတဲ့အတန်လေးနဲ့ခေါ်တာများသူစကားသူတရားကိုနာပြီးရင်နာပြီးရင်နာကျင်ရင်ဖြစ်အောင်ကို ခေါ်တတ်တယ်လို့အရှင်ဝန်ကြီးသားကအရှင်သာရိပုတ္တရာရဲ့ဂုဏ်တွေကိုဖော်ထုတ်ပါတယ်ဗျာအဲ့ဒါကြောင့်တရားချင်ခင်သူတို့သင်အလုံးတို့အရှင်သာရိပုတ္တရာကြီးရဲ့ဘဝနဲ့ဓမ္မမှာဤကဲ့သို့ပညာရှိပုဂ္ဂိုလ်များရဲ့ချီးမွမ်းခြင်းကိုလည်းမကြမကြခံရတယ်ဆိုတဲ့ဓမ္မအသည့်ကိုယ်စီရှိကြဖို့ပါပဲ။ ဤကဲ့သို့ဓမ္မသည့်အာလုံကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း